မြေရှုမိုးပြန်ဆိုတဲ့အဘိညာဉ်တွေကိုရရှိခံစားနိုင်ခဲ့တဲ့ခေတ်ဟာပေါ်ထွန်းခဲ့သေးတယ်။အေးလူတွေမသိနိုင်တဲ့ဆွမ်းတတ္တိတွေရသော်ဗျာလက်ထက်ကဘလောက်ထီအောင်လေ့ကျင့်လို့ရသလဲလို့ဆိုလို့ရှိရင်ကိုကျင့်တရားအခြေခံပြီးတော့တမာတိမြင်မှလာအောင်ကြိုးစားအထောက်လိုက်မယ်။တမာတိစွမ်းအားတွေတက်လာမယ်ဆိုလို့ရှိရင် လူတွေဟာလက်ရှိခန္ဓာကိုယ်ကြီးကပေါ်ပါပြီးကောင်းရင်ပြတ်တက်သွားနိုင်လောက်တဲ့အနေအထားမျိုးလေမြန်တို့လိုယောဂဝတ္ထုပစ္စည်းကိုမှီပြီးတော့ကောင်းရင်ပြတ်နိုင်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့ပဂတိခန္ဓာကိုယ်နဲ့ပင် ကောင်းရင်ကိုကြွတ်တက်သွားနိုင်အောင်လုပ်နိုင်တယ်ဤစနစ်တည်းဟာစိတ်ဆွမ်းအားနဲ့သွားရတာဖြစ်တယ်ပေါ့စိတ်ဆွမ်းအားကိုအသုံးချလိုက်တဲ့အခါမှာမြေရှူးမိုးပြန်ဆိုတဲ့ အဘိညာဉ်တွေကိုရရှိခံစားနိုင်ခဲ့တဲ့ခေတ်ပေါ်ထွန်းခဲ့သေးတယ်။နောက်ပိုင်းမှာစိတ်ပိုင်းဆိုင်ရာလူတွေရဲ့စွမ်းစားတွေဟာကျဆင်းလာတဲ့အခါကျတယ်။ထိုအဆင်းကိုမရောက်နိုင်ကြတော့ဘူး။ဘလောက်ဝေးလံတဲ့နေရာပဲဖြစ်ဖြစ်တယ်လီစကုပ်တို့မိုက်ခရိုစကုပ်တို့ဆိုတာမပါပဲနဲ့အဝေးကိုတယ်လီစကုပ်မပါပဲနဲ့လည်းကြီးနိုင်တယ်။ သေးရာလေးတွေကိုမိုက်ခရိုစကုပ်မပါဘဲနဲ့လည်းချိနိုင်တယ်ဆိုတဲ့ဒိဗ္ဗစက္ခုဆိုရတယ်လူရဲ့စွမ်းစာထဲမှာရှိဒါတွေမကဘူးခြားွယ်နေတဲ့အရာကိုပဲဖောက်ထွင်းမြင်နိုင်စွမ်းရှိတယ်ဟောဒါတွေကရနိုင်တဲ့ဤစနစ်တွေနဲ့ကြင်ကြံကြုတ်ကုန်အထောက်ရတဲ့လမ်းစဉ်တွေလွယ်တော့လွယ်တာမဟုတ်ဘူးစိတ်စွမ်းအားကိုဒီစနစ်တွေအတိုင်းကြင်ကြံကြုတ်ကုန်အထောက်လို့ စိတ်ကိုပိုင်နိုင်သွားပြီဆိုလို့ရှိရင်ဒီအဆင့်တွေကိုရောက်သွားနိုင်တယ်ပေါ့အဲ့တော့လူတွေရဲ့စိတ်ဆွမ်းအားဟာလွန်ကြီးမားလို့ကောင်းကင်ဘုံလို့လူတွေမော့ကြည့်နေရတဲ့တကူးရှင်ကြီးတွေရှိတဲ့ကောင်းကင်ဘုံတောင်လူတွေကရောင်းနိုင်စွာရှိလာတယ်မြတ်စွာဘုရားလက်တက်တော်ခါကလာတော့ တုတ်တန်တစ်ခုမှာမှတ်တမ်းတင်ထားတာချေရပြမကြီးတူကဒုဖုံကိုလာနိုင်တဲ့လူသားလောကမှာမရှိပါဘူးဆိုတဲ့အယူဆတစ်ခုပြောတယ်သူကလူတွေဟာပြမဘုံရောက်အောင်မလာနိုင်ပါဘူးဒါတော့အဆန်းဆန်းမရှိပါဘူးလို့ဒီလိုညင်းဆိုတဲ့ပြမကြီးသူရဲ့ညင်းဆိုတဲ့အမြင်ကို မြတ်စွာဘုရားကြားသိတဲ့အခါမှာချက်ချင်းဖြစ်မဘုံရောက်အောင်ကြွသွားတယ်။နော်။ကြွသွားတဲ့အခါမှာမြတ်စွာဘုရားရဲ့တပည့်တာဝကတွေကလည်းဖះပဲကြွသွားတယ်လဲဆိုတာကိုကြည့်လိုက်တော့ဟောဒီမြမကြီးရဲ့အယူဆလွဲမှနေတာကိုမြတ်စွာဘုရားလက်တွေ့သွားပြတာလူသားတွေရဲ့စွမ်းအားဟာဖြစ်မဘုံထီအောင်လာရောက်နိုင်တယ်ဆိုတာကိုပြတယ်။ငါတို့လည်းသွားမယ်။ သွားပြီးဝန်းရံ့ကြမယ်ဆိုရှမမောကလန်စားတဲ့ရဟန္တာတွေကလည်းတပါးပြီးတပါးချွာသွားကြပြီမြတ်စွာဘုရားကိုဝန်းရံ့ကြတယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားတရားဟောပြီးရှမမောကလန်မေးတယ်ခဏိတိပြမပြေရောက်နိုင်တဲ့လူသားမရှိဘူးလို့ပြောတော့မယ်လားလို့ဆိုမပြောတော့ပါဘူးတဲ့သူဟာမြတ်စွာဘုရားရဲ့အစွမ်းတကူတွေကို ေချာတွေးရှိလိုက်ရတဲ့အခါမှာအံ့ဩသွားအဲ့ဒါဟာလည်းပဲလူသားတွေချစ်ချင်ကြုတ်ကိုအထုတ်ထားတဲ့တမာတိစွမ်းအားရဲ့တကောသာလည်းဖြစ်တယ်ပေါ့အဲ့တော့လူသားတွေရဲ့စွမ်းအားဟာလည်းလွန်ကြီးမာတယ်ရုပ်ပိုင်းဆိုင်ရာတုတ်တက်ခဲ့သလိုနံပိုင်းဆိုင်ရာတုတ်တက်မှုတွေလည်းပဲရှေးရခင်က အလုံးမြင့်မားခဲ့တာဖြစ်တယ်ပေါ့ဒီချင်းစင်တွေဟာကနေ့ထိပ် စာပေကျမ်းကနေမှမှတ်တမ်းတင်ထားတော့ပဲရှိတယ်။သွားနိုင်တယ်ဆိုတာအလွတ်ပြောတာမဟုတ်ဘူး။သွားနိုင်အောင်ဘလို့ချင်းရတယ်ဘလို့လုပ်ရတယ်ဆိုလမ်းစဉ်နဲ့ကျင့်ထုံးရှင်းရှင်းလင်းလင်းဖော်ပြထားတာဖြစ်တယ်။သူ့အစင်နဲ့သူသွားတာ။အေးဆန္ဒကူရပြီဆိုတဲ့အခါမှလည်းပဲစနစ်တကျလုပ်ရတာ။